အားလုံးမင်္ဂလာပါကတမဆိုတော့ကထုတ်တလေခါတလေအခုလေဒီလိုပေါ်ရောင်မြေလိုက်ရှုံနေလိုက်အလဲတိုင်းခိုက်ခွဲရဲ့အမင်းလုံးသားအချောင်းလေးကမြဲတဲ့အမတ်တရားပေါ် ်အရှိစရာမမီးဘဝတည်ထွန်းဖြည်သိမ်းလာတငယ်ချင်းရှိစံမေဘဝဟာအမြဲချုံမေပါစေအောင်ပြေပါစေတကားရယာမခါတည်လဲချောပြဲလိုက်ပေါ်လေဟိုရင်ချင်းကချခွေခြင်းမင်းမြည်ရင်မြည်ပင်ခြင်းမမျော ပင်လေတီစီပါစေလာတေကရှောင်းလေဘဝထေကလာလေးပဲအနေနဲ့ဘဝအိမ်မလေး

န်မေဘဝဟာအနေဆုံးနေပါစေအောင်မြင်ပါစေဒီကနေ့ရမှာခါတိလဲကြောင့်ပြန်လိုက်ပေါ်လေဘုံရင်ချိန်ကချိန်ခွဲခြင်းမင်းမြင်နေမြင်ပင်ချိန်မှမျောပင်လဲချီစီးပါစေဘဝတေကရှောင်းလေဘဝဟာချိန်ခဏလေးပဲဟောနေလို့နေဘဝဟာအိမ်မလေးတော့ ့ပြောင်းပြန်လဲစိတ်မင်းနဲ့ဘာဖြစ်ဖြစ်စိတ်မင်းနဲ့နောက်ပြီးစင်ကောင်းသွားမယ်ပျော်တတ်အောင်ကြိုးစားခွဲဘဝရှိရစရာတို့ဟောဟောကန်းချောင်းလဲဘဝဟာအိမ်မန်လေးလိုဟောပြောင်းပြန်လဲစိတ်မင်းနဲ့ဘာဖြစ်ဖြစ်စိတ်မင်း gone for me. If you're dead, I'll choose a prayer. I'll pray. sing when you're there. I'll keep you saying when there, you Billy T.C. <laughs> ကျေးဇူးများတော်ပါလေ။ကဲဒီသချင်းလေးကထဲရွေးခဲ့တဲ့သချင်းလေးကပဝန်းရှင်လူတွေအားလုံးနဲ့အားရှိတဲ့သချင်းသူသဖြင့်ဒီချိန်မှာတော့တကယ်ကိုတိုက်ရိုက်ခံစားမိတာကတော့ပြန်ဝဲဝင်နေအားလုံးတက်ပါတော့။ စိတ်မငြင်းနဲ့နောက်ပြီးကောင်းတော့မယ်ဆိုပြီးအားပေးတဲ့တခြင်းလေးပါထဲရကြည့်လိုက်ရင် तू ကခက်တတီကြီးနဲ့ तू တခြင်းပုံမှာ तू မုထက်ပြီးဆိုတာများတယ်ဒါမသိတော့နည်းလူမိုက်လိုလိုဘာလိုလိုပုံစံပေါ့တကယ်ဆိုရင်ကျွန်တော်ကြည့်လိုက်ရင်ကလေးတွေအားလုံးထဲမှာ तू ဟာ infinite စိတ်နူးညံ့တဲ့လူတယောက်ဆိုတာကျွန်တော်တော်တော်လေးသုံးသပ်မိတယ်အဲပြိုင်ပွဲဝင်တယောက်ထွက်သွားပြီဆိုရင် तू one သူများ one နဲ့တာခဏနဲ့ပြီးပြီးသွားမယ် तू ကတော်တော်နဲ့အဆုံးမတတ်တတ်ဘူးနောက်ရက်တွေ နောက်နေ့တွေ तू ကကူးသွားတတ်တယ် तू ကခံစားမှုပေါ့အဲအဲကြောင့်လဲ तू ဖန်တီးမှုတွေကပြောင်မြောက်နေတာတွေ့ရတယ်အဲ့တော့ဒီဒီရှင်းမှာခက်လက်ခက်တယ်ကီးတစ်ခုနဲ့တစ်ခုအကူပြောင်းမှာနည်းနည်းလေးချော်လို့မရအောင်အဲ့ဒါကိုဒါကောင်းကောင်းလေးကြက်မှတ်ပြီးလှုပ်လာရတဲ့ဒီနေ့ကတော့ဆရာကိုယ်တိုင်ပြောရရင်တော့အရန်အားရတယ်ကို့ဘဝအတွက်လည်းအားတက်တယ်ကျန်တဲ့ပရိသတ်ကြီးရောပြန်မဝင်နဲ့အားလုံးနဲ့ဒီရှင်းကိုနားထောင်တော့အားရှိကြမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်တောင်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာ ကိုစောပိုင်းသုံးသပိတ်ပါအောင်ခင်ဗျကိုကတော့ထက်ရင်စိတ်မပူဘာလို့သူဆိုတာမိုက်နေမှာလို့အဲဒီနေ့ကိုတော်တော်မိုက်နေပြီနောက်ထပ်ရာရေးလေမိုက်တယ်နောက်ပြီးတော့ညီဆိုသွားတာတစ်ချင်းနှစ်ပုတ်စလုံးအောင်လဲဒါဆိုညီလေးပြောသွားအမျိုးတွေရွေးပေးသွားတာဟလားအဲ့နဘောဆိုတာတကယ်ကိုဒါဟိုနားထောင်တဲ့သူတွေရောဒီတင်ငင်းရင်းပေါင်းသင်းတွေရောအားရှိသေးတဲ့အချိန်မှာကိုယ်လည်းအားတော်တော်ရတာအဲ့တော့တကယ်ကျင့်တတ်ပါတယ်ညီလေးဆိုသွားတာဘာမှအပြစ်မပြောတော့ဘူးပြိဿတ်တွေရဲ့ ပုတ်ဒီနေအများကြီးရပါသေးလို့ပဲဆုတောင်းချင်ပါတယ်ကျေးဇူးပါဆက်လက်ပါကျေးဇူးပေးကြပါခင်ဗျာမဆိုင်စီသုံးသပ်ပေးပါဦးနောက်ကုစောပိုင်းပြောသွားလို့ပဲပေါ့နော်ထကတော့ထပြီးတော့တော့ကချင်လာတယ် အချင်းရရမ်းမြူပြီးတော့မှရမ်းမိုက်တယ်ဒီနေ့တွေ့ရတာကကိုထိန်ကတော့ဆိုဆိုတဲ့တောက်လျှောက်မှာဘာမှပြောစရာမလိုဘူးပေါ့နော်ကျမလည်းအရန်သဘောကျတယ်ပြီးတော့ဒီနေ့တွေ့ရတာပို့ပြီးတော့မှပြိတ္တလည်းနားလည်ပေးစေချင်တယ်ဘာကြောင့်လဲဆိုတော့ကိုထိန်ကတကယ်ကိုနာခံတတ်သူဖြစ်တယ်ဆိုတာဒီနေ့တွေ့ရတယ်ပြိတ္တကတကယ်ရေးပြတဲ့ချင်းကိုတကယ်ကိုပြုံးပြုံးလေးနဲ့ဆိုတာတွေ့ရတယ်ဒါမဲ့ကိုထိန်ကသူ့ရဲ့မျက်နှာကအဲ့လိုပုံစံဖြစ်မယ်တကယ်နှလုံးသားနူးညံ့တဲ့လူဆိုတာတွေ့ရတယ်ဟုတ်တယ်များရပါသေးတယ်ဒီလိုပါဆရာမတို့တို့ပါခင်ဗျာ အားလုံးကရွေးပေးလို့ဒါရွေးတဲ့အခါမှာဒီတစ်ချက်တစ်ပုဒ်ကအကြောင်းအရာရှုတော့အောင်ကြည့်လို့ရှင်အမတန်ကိုက်ညီတယ်ပေါ့အခုဒီနေ့ရှင်ပိုင်သွားတဲ့တစ်ချက်တွေမှာအကိုက်ညီဆုံးတစ်ချက်လို့ပြောလို့ရပါတယ်အဲဒါပေမဲ့ကြီးရကြတော့လည်းပြောင်းပြန်ဖြစ်နေတယ်နော်ဒါဟုတ်တာမငြင်းမဆန်မဲနဲ့သေချာလေး arrangement ကိုခက်ခက်ခက်လေးလုပ်ပြီးတော့ဆိုတယ်အထူးသဖြင့်ဆိုလို့ဝင်ပြီးတော့ပြန်ပြီးဝင်ရတဲ့နေရာတော့အတော်အတန်ဆိုတော့မှားမှာပေါ့နော်ဒါအဲ့ဒါကိုကြော်ဖြတ်ပြီးတော့အကောင်းဆုံးဆိုသွားတယ်အဲ့တော့အခက်ခဲဆိုတာက ဘဝမှာတယ်မဟုတ်ဘူးပြိုင်ပွဲမှာတယ်မဟုတ်ဘူးတခြားတစ်ပုံထဲမှာလည်းရှိတာပဲเนาะအဲ့တော့ဒါတွေကိုဖြတ်ကျော်သွားပြီးတော့ကိုယ့်ရဲ့စွာအားတွေပို့ပြီးတော့တစ်ပြေးရင့်ကျက်ပြီးတော့မြင်မာလာပါเนาะအဲ့တော့ဒါဆိုလို့ရှိရင်ဒီပြိုင်ပွဲမှာဟိုစရောက်လာတဲ့အရေးစုတွေတာမှရှိရမှန်းလေဒါပေမဲ့ဒီလိုအခက်အခဲတွေကိုဖြတ်တန်းလိုက်တဲ့အခါမှာပို့ပို့ပြီးတော့တောက်ပတ်လာတယ်ပို့ပြီးတော့ဒါဟိုပြောရလို့ရှိရင်ပြိတ္တစန္ဒာရောကျက်ပြတ်တိုင်းကြီးရဲ့အကြိုက်ရော ဒါဖန်တီးနိုင်လာပို့ပို့ပြီးဖန်တီးနိုင်လာတယ်ပေါ့နော်ဒါကလည်းခုနပြောတဲ့အခက်အခဲတွေကိုတဖြည်းဖြည်းချင်းဖြတ်ကျော်လာခဲ့တာပေါ့နော်ဒီဒါရိုက်ခွန်အားတွေဖြစ်ပါတယ်အဲ့တော့အခက်အခဲတွေကိုလည်းမမုန်းမဲနဲ့နောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့တလန်းအတွက်အကျိုးရှိတဲ့အရာတွေဒါတွေမဖြစ်မနေဖြတ်ကျော်ရမယ့်အရာတွေလို့ယုံကြည်ပြီးတော့ဆက်ပြီးတော့ဖြတ်တန်းနိုင်ပါသေးတယ်ဒါကျေးဇူးတင်ပါတယ်ဆရာ